မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝင်းမှာသေဝပညာ channel ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့တော့ဒီသေးတွေကိုကျွန်တော်တို့မမကန်ကန်ဘယ်လိုတောက်တော့မလဲသေးတွေတူလဲတောက်မိတဲ့ခါကျရင်ဘယ်လိုထိုးကြိုးတွေဖြစ်နိုင်တယ်လဲဘယ်လိုဒုက္ခတွေဖြစ်နိုင်တယ်လဲဆိုတဲ့အကြောင်းကိုဗီဒီယိုထဲမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะဆိုတော့အိကပါလို့ဆိုသေးကိုမတောက်တော့ဘူးဆိုရင် NDA ရှိနိုင်တဲ့အကြောင်းကိုကျွန်တော်သတိထားမိနိုင်အောင်လို့ နော်ပညာပေးနေနဲ့ပြပြပေးပေးมาဖြစ်ပါတယ်နော်ဆိုတော့အစီအဝါသုံးဆွဲတဲ့အခါမှာအမားတွေပေါ့လေအမားတွေဖြစ်တဲ့အခါကျရင်အများကြီးထိခိုက်နှိမ့်နာနိုင်တာဖြစ်တဲ့အတွက်အဲ့လိုမဖြစ်အောင်ဘယ်လိုရှောင်မလဲဆိုတဲ့အကြောင်းတွေဘယ်လိုဘယ်လိုကြောင့်အမားတွေဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်။ဟိုအမားတွေတည်တယ်ဆိုရင်ဒါလေးကျွန်တော်ရှောင်နေမှာဖြစ်ပါတယ်။လက်တွေမှာအဖြစ်များတဲ့အမားတွေဖြစ်ပါတယ်။နော်ဆိုတော့ဇလန်းလေးကိုကြည့်လိုက်မယ်နော်ပထမအပေါင်းလေးကြည့်လိုက်မယ်ဆိုရင်ဒီသူက မျိုးသမီးလေးရအောင်နော်ဆေးမတောက်မိတဲ့ခါကျကျွန်တော်တို့ emergency ကိုရောက်သွားပါတယ်ရေဝက်ကန်ကိုရောက်သွားတယ်နော်ဆေးမတောက်လိုက်လို့ရောက်သွားတာဖြစ်တယ်နော်ဒါလူတော်များများအတွက်သင်ခန်းစာဖြစ်စေမဲ့ဖြစ်ပျက်လေးတခုပဲဖြစ်တယ်เนาะပြီးတော့တဲ့မှာကျွန်တော်ဒီဈေး30တဲ့အခါမှာဘလို့မားရီရှောင်းမလဲဆိုတာကိုတခြားဇလန်းလေးတွေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဈေးပမာဏမှာပါเนาะသူကမိမိကသွေးတိုးအတွက်သွေးလို့ရှိလို့သူကသွေးကြတဲ့တွေတောင်းနေဒါပေမဲ့ဈေးညို့ကို တည်တည်ချာချာမဖမ်းမိလိုက်တဲ့အတွက်ဆေးကိုကျွန်တော်ပမာဏနှစ်ဆလောက်တောင်းမိသွားတယ်နော်အဲ့ဒီခါမှာသူကသူ့ပေါ်နေအရင်ကြာလာတဲ့ခါကျတော့ခေါင်းမူပြီးတော့သတိလက်သွားပါတယ်နော်ဆိုတော့ဒီလိုအမားတွေမပြောင်းဘူးလို့ရှောင်းမလို့ဆိုတော့ကျွန်တော်တို့ဆေးညှို့ကိုတည်တည်ချာချာဖတ်ဖို့လိုတယ်နော်များသောအားဖြင့်ကျွန်တော်တို့တောင်းမယ်ဆေးကိုတည်ကြပါဒါပေမဲ့ခါကျပမာဏမှားတတ်တယ် mother 5 mg နဲ့10 mg မှာတောက်တာမျိုးဖြစ်တတ်တယ်เนาะဈေးနှမျိုးတွေ1မျိုးတည်းသပြဿနာမရှိ1မျိုးရှိနေတော့လို့ဖြစ်တတ်ပါတယ်ဆိုတော့အဲဒီကိစ္စဘာလို့မလို့တော့ဆရာဝန်ညွှန်ကြားတဲ့အတိုင်းကျွန်တော်တို့စစ်တောက်မှာဆိုရင်ဈေး စေပမာဏကိုတိတိကျကျမှတ်မှတ်ကန်ကန်တောက်ဖို့လိုတယ်ပမာဏလုံးဝမှမလို့မှားလို့မရအောင်နော်များလို့လည်းမရအောင်နည်းလို့လည်းမရအောင်နော်အဲဒီကောင်ကကျွန်တော်တို့ကသတိထားဖို့လိုပါတယ်မသိကြဘူးဆိုရင်ဆရာဝန်တို့ဆရာဝန်ကိုပြန်မေးပြီးတော့မှဆရာဝန်ပြောတဲ့အတိုင်းတောက်ဖို့လိုပါတယ်ဆရာဝန်ညွှန်ကြားတဲ့စေပမာဏအတိုင်းတိတိကျကျတောက်ဖို့လိုအပ်ပါတယ်ရေးကြည့်ပါတယ်နော်နောက်တစ်ခါကျကျွန်တော်စေတက်ပြူမှုတက်ပြူမှုဆိုတာဘာလို့ဥပါကြီးကတော့နှလုံးရောဂါတို့ဝါဖရင်လို့ခေါ်တဲ့သွေးကျဲတွေကိုတောက်နေရတာဖြစ်တယ်နော်အဲ့မှာတော့ အေမီတို့ကိုဖြစ်တဲ့လို့နာဆီလို့ကိုသဘောနဲ့ကိုချပုဒ်ဆီတစ်မျိုးကိုဝယ်တောက်လိုက်တယ်အဲ့ဒီခါမှာအဲ့ဒီပုဒ်ဆီနဲ့ဝါဖရင်နဲ့အက်ရှင်ဖြစ်သွားတယ်တက်ပြူမှုဖြစ်သွားပြီးတော့မှသူမှာအဲသူ့ရဲ့စိတ်နှပူများလာတော့နော်သူ့ရဲ့ဓာတ်ဖြစ်လာပြီးတော့နော်သူဆေးကိုတင်းလိုက်ရပါတယ်ဆိုတဲ့ခါကျတော့နော်သူတော့အာဆေးတက်ပြူမှုဆိုတာရှိတယ်နော်ကိုကမသိ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 လို့ဖြစ်တတ်တယ်နော်ဆိုတော့ဘာလို့လဲကျွန်တော်ကိုတောက်နေတဲ့ဆေးတွေအကြောင်းကိုဆေးမတောက်ခင်မှာဆရာမပြပြထားဖို့လိုတယ်နော်ဆိုတော့ ေးလေးတောက်မယ်ဆိုတော့ကိုကမတောက်ခင်မှာဆရာမနဲ့တိုင်ပင်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကိုတောက်နေတဲ့ဆေးနဲ့ကိုထက်တောက်မယ်ဆေးကဟိုပြင်းထန်တဲ့တက်ပြည့်မှုဖြစ်နိုင်လို့ဖြစ်တယ်နော်။ဆိုတော့ခုနတည်းပဲဗောနော်။ဆိုတော့အာဆရာမညွန်ကျဲဆေးနော်ကိုသဘောနဲ့ကိုတောက်တဲ့ဆေးပြည့်စုံစာတွေအားလုံးကိုပြောပြထားဖို့လိုအပ်ပါတယ်နော်။ဆိုတော့ဆရာမကိုဒေသပြပြထားလို့ဗောနော်။ဆရာမမပြီးမဲ့ဒီဆေးသစ်တွေကိုရောတောက်တာမျိုးမလုပ်ပါနဲ့နော်။အနေအမြပါတယ်။ နောက်တစ်ခုကကျွန်တော်ဒီဇလန်တို့ကစေးသိမ်းဆဲမှုမှာပေါ့နော်ဆေးတွေကိုနေရာတကျမသိတတ်တာနော်သူ့နေရာသူမသိနေတာဘယ်လိုဆုံးမှာနောက်မှာစီဂျိုယောဂါတို့တို့အင်ဆူလင်ဆေးကိုသုံးနေရတယ်နော်အင်ဆူလင်ထိုးနေတဲ့သူတွေတို့သိပါလိမ့်မယ်ဘယ်လိုအာကိပင်လို့ကဘယ်လိုထင်းသိရမလဲနော်ဆိုတော့အခုမှဒါပေမဲ့သူကဒီဆေးဘူးကိုရေချိုးခန်းထဲမှာထားလိုက်မိတယ်နော်အဲ့တော့ ထားလိုက်မိတဲ့ခါကျသူကအကျန်နေကြတဲ့ခါမှာဒီ CR နေတယ်မရှိတော့ဘူးနော်အန်ဒီမရှိတော့ဆိုတော့တွေးတင်နေကြတဲ့မြင့်တက်သွားတယ်ဗောနော်ဆိုတော့ insulin လည်းမလိုထားမလို့ဆိုရေကဲတိတာထဲမှာထားရဖြစ်တယ်နော်ပြီးတော့အပူချိန်ကလည်းပဲသူက due to 8 degree celsius မှာတိတိကျကျထားရဖြစ်တယ်အဲ့လိုမထားဘူးဆိုရင်ဒီ insulin CR အန်ဒီတင်ပြတ်သွားလိမ့်မယ်နော်ပြတ်ပြတ်သွားတဲ့ခါကျရင်စိတ်ထိုးလည်းအန်ဒီတင်မရတော့ဗောနော်အဲ့ဒီခါကျစီယိုတွေရန်ဆောက်တက်လာပြီးတော့မှအန်ဒီရှိပါတယ်ဒါတော့ကကြတော့ဒါတော့ဒီ insulin C ပေါ့နော်တခြား C တွေထားမယ်ဆိုရင်လည်းပဲ အာသူတက်မှတ်ထားတဲ့ဒီနေရာမှာထားရမယ်ဘယ်တက်မှတ်တဲ့နေရာဘာလဲဆိုတော့ကျွန်တော် A ပြီးတော့6တွေ့တဲ့နေရာတွေမှာထားရမယ်သူတို့ကဆေးဘလင်ကိုနေအောင်ကြည်တိုက်ရဲ့ထိတွေ့တဲ့နေရာတွေမှာမထားအောင်နော်ဆေးဘလင်ကိုနေအောင်ခံလို့မရအောင်လို့ပြောတာဖြစ်တယ်နော်တော့ရင်းပြီးတော့ရေချိုးခန်းလို့စုထမ်းတဲ့နေရာတွေမှာထားလို့မရအောင်နော်အာပြီးတော့ဆေးကိုလည်းဆေးဘူးအတိုင်းပဲထားမှာဖြစ်တယ်ပြင်ထုတ်ထားတာဘာဘာလုပ်လို့မရအောင်နော်ပြီးတော့အာပြီးတော့ဆေးတွေကတက်တန်းကုန်ကုန်ဆေးရမယ် expire date တွေပါတယ်နော်အဲ့ဒီ expiry expire ဖြစ်သွားတဲ့ဆေးရတော့တောက်လို့မရဘူးเนาะဒါလည်းကျွန်တော်စပီရူမှာတရားတောက်အောင်ဖြစ်ပါတယ်เนาะဆိုတော့ဒါကတော့အကြံပြုပြပြတော့တာဖြစ်တယ်เนาะဆိုတော့ဒီဇလန်လေးတင်ခန်းသာယူလို့ရတာเนาะအဓိကဆေးဆေးတောက်ခံရကြရင်ဆေးပမာဏကိုတည်တည်ချာစစ်ဖို့လိုတယ်မတော်အနေနဲ့ရှိတယ်ပြီးတော့ဆေးအချင်းချင်းတက်ပြမှုဆိုတာရှိတယ်ဆေး၃လေးမျိုးတောက်နေရတဲ့သူတွေသိထားဖို့လိုတယ်เนาะဆေးချင်းချင်းတက်ပြမှုဆိုတာရှိတယ်ဆရာဝန်နဲ့ပြောပြလို့မှတောက်အောင်မှာဖြစ်တယ်เนาะပြီးတော့ဆေးတွေကို မမကန်ကန်တိတိကျကျသိမ်းဆဲထားဖို့လိုတယ် AB 6တွေနဲ့မှသိမ်းစားသိမ်းဆီးထားဖို့လိုပါတယ်နော်အော်အာကျေးဇူးတင်ပါတယ်ကျွန်တော်ရှိလို့ကမ္မမမမြင်နေမှာနောက်ထပ်ဗီဒီယိုတွေများကိုတင်ကြပေးဖို့ရှိပါတယ်တင်ပေးဖို့ရှိပါတယ်